လူဟာမိမိကိုယ်ကိုမိမိ self confidence ရှိရလူတိုင်းလူတိုင်းတိုင်းရမရှိလူကအောက်တယ်ကိုကြီးကိုသွေးညံ့နေနေပါတယ်ကိုကိုကိုမှမယုံကြည်ရင်မင်းကသူများကိုရောယုံကြည်အောင်မလုပ်နိုင်ပါဘူးကိုကိုကိုမှကိုမယုံတာပဲသူများကကိုကိုယုံကြည်လာအောင်ဘယ်လိုလုပ်ဆွမ်းဆောင်နိုင်ပါမလဲ တစ်မိမိကိုယ်ကိုမိမိယုံကြည်ရမယ်ယုံကြည်တယ်ဆိုရလဲအကြောင်းမဲ့မဟုတ်ပါဘူးယုံကြည်နိုင်အောင်ဖြည့်ဆည်းထားရမယ်ဆိုပါစို့ကျွန်တော်ကเจ้าဆရာတယောက်ဆိုပါစို့ဆယ်ရမ်းမှာမြန်မာစာသင်ရမယ်ဆရာတယောက်ဆိုပါစို့အဲ့ဒီ subject ကိုကျွမ်းကျင်ရလိမ့်မယ်မကျွမ်းကျင်ကျွန်တော်စူးစမ်းရမယ်စူးစမ်း ပိုင်ပိုင်နေနေပြောင်းကိုလောက်ရမပိုင်နိုင်လို့မကျွမ်းကျင်တဲ့လုပ်ငန်းကိုမလုပ်ပါနဲ့လုပ်ပြီဆိုရင်တော့လေကျွမ်းကျင်အောင်ပိုင်နိုင်အောင်လုပ်ပါသိအောင်လုပ်ပါတတ်အောင်လုပ်ပါအဲ့တော့တတ်ချင်ရင်သိရင်တတ်တယ်ချုပ်ကျောင်းဆရာလုပ်တူမုတ်ဆိုးဆိုင်ပင်နေတယ်ဟိုမုတ်ဆိုးကတောကောင်တွေကိုလိုက်ပြင်းနေအစတော့သူပဲကျွမ်းမလဲ နောက်တသူတော့ကောင်နေရပဲသူ့ကိုသင်ပေးသွားတာပဲတော့ကောင်ကဒါမျိုးမျိုးနဲ့သူကပြင်းတောင်ပြင်းသေးဆိုဒီကောင်ကိုပြေးထွက်သွားတာလို့ရှောင်ထွက်သွားတာလို့ဟောဘယ်လိုစိမ့်ဒီကောင်နေရဘယ်လိုပြေးတယ်ဘယ်လိုရှောင်နေ experience တွေ့ပြီအဲ့လိုနဲ့သူကကျွမ်းတယ်အဲ့လိုပဲလုပ်ငန်းတွေမှာချိုးသွားလုပ်ငန်းတွေကလုံရင်းလုံရင်းနဲ့ experience ရကျွမ်းတယ်ဆိုတော့အဲ့ဒီ experience ကလည်းကျွမ်းကျင်တဲ့နေထိုင်ရောက်တမ်း အတွေ့အကြုံတွေပေါ်မှာလူနှစ်ယောက်ရှိတယ်။တစ်ယောက်ကစူးစူးဆိုက်ဆိုက်လေ့လာတယ်။သဘောထားတယ်။အမှန်အမှန်ကောင်းဆိုးကြောင်းကျိုးဝေဖန်တယ်။စီစစ်တဲ့စိတ်ဓာတ်နဲ့ရှိတယ်။တစ်ခါတွေ့လိုက်တာနဲ့ဒီပေါ်မှာသူကကောင်းစွာနားလည်သွားတယ်။ဟောဒီလိုလားသာမန်လောက်ပါပဲ။၄၅ခါတွေ့ရင်တောင်မှအဲ့ဒီလုပ်ငန်းကိုသူမကျွမ်းဘူး။ သေးသေးချာချာစီစီစစ်စစ်မလေးလာလို့ကြောင့်မလို့ကိုယ်လုတ်တဲ့လုပ်ငန်းနဲ့ပတ်သက်လို့လုတ်ရပြီဆိုရင်အဲ့ဒီလုပ်ငန်းကိုအတွေ့အကြုံတွေရှိလိမ့်မယ်အတွေ့အကြုံပေါ်မှာစီစစ်ပါသေးသေးချာချာလေ့လာပါစူးစမ်းပါအသိတစ်ခုရအောင်ယူပါအဲ့ဒီခါမှာဒီဘာသာရနဲ့ပတ်သက်လို့လေကျွမ်းကျင်အောင် ပြင်ပါသင်ပါတက်ချင်သင်တဲ့ တော်ခြင်းရင်လေ့ကျင့်ကျွမ်းလိုက်တာတော်လိုက်တာဘာဖြစ်လို့လဲလေ့ကျင့်မှုများလို့ပါပဲလေ့ကျင့်မှုသိပ်များလို့ရှင်ကျွမ်းသွားတာပဲတရားတို့တက်ခြင်းနဲ့မြင်ရမှာပေါ့ဆရာနဲ့သင်လိုက်ရင်တရားထိုးရမှာပေါ့အဲ့ဒီတရားကိုကျွမ်းနေအောင်ဆိုရင်ကြတော့စိန်ဖန်များစွာလေ့ကျင့်ဆရာကဆယ်ချိန်လေ့ကျင့်အချိန်တရာလေ့ကျင့်ဒီနေ့ကဘာကျော်တရားဆရာကြီးက ချိန်ဖန်များစွာလေ့ကျင့်တယ်။အော်စရာကောင်းလေ့ကျင့်တယ်။ဒီနေ့ golf ရိုက်တဲ့ကမ္ဘာချန်ပီယံနေဘယ်ကောင်ကဒီနေ့ကိုဒီလောင်းရှော့အဝေးရိုက်ချက်တရားရိုက်တဲ့တဲ့တိုင်ကဦးကတရားရိုက်တဲ့နောက်တက်လာတဲ့ကောင်ကနေရာရိုက်တာနေရာရိုက်တာနေရာရိုက်တော့တရားရိုက်တဲ့ကောင်နဲ့ပို့ပြီးတော့ကျွမ်းကျင်တာပေါ့အဲ့ဒါတိုင်ကဦးကကျွမ်းပြန်ကြတော့ ူလည်းညာရိုက်ပေါ့ညာရိုက်မှသူ့ညာကိုသူထိနေအဲ့တော့တော်ချင်းရင်လစ်ချက်ကိုလောက်ရတဲ့လုပ်ငန်းကိုတော်ချင်းရင်လစ်ချက်တက်ချင်းသင်သင်ပြီးကျွမ်းအောင်တော်အောင်လစ်ချင်းအဲ့ဒါလူတော်ဖြစ်သွားပြီဘယ်နေရာမှာတော်တာတော့ဒီလုပ်ငန်းမှာတော်တာဘယ်သူမှနေရာတိုင်းမှာမတော်ဘူးနော် နေရာတိုင်းမှာမတော်ဘူးကိုယ့်နေရာနဲ့ကိုတော်တယ်သူ့နေရာနဲ့သူတော်တယ်အေးကိုယ့်နေရာမှာကိုယ်မာစတာဖြစ်ပါစေကိုယ့်အလုပ်မှာကိုယ်မာစတာဖြစ်ပါစေဖြစ်ရင်ကွန်ဖီဒန့်ကိုယ့်ကိုယ်ကိုယုံနေကိုယ့်ကိုယ်ကိုယုံရင် personality တက်တယ်တက်တယ်ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့လူကပိုကြည့်ဒီကြည့်ညနာအမူအရာကို ညို့ညို့ကလေးကြိုးကြိုးကလေးနှိမ့်ချတာမျိုးပြောတာမဟုတ်ဘူးသူ့သူမမလုံမလဲနဲ့ကြောက်နေတာလန့်နေတာလန့်မှာပေါ့သူမှဒီလုံငန်းမကျွမ်းတာပဲကျွမ်းကြည့်ပါလားဘယ်ကြောက်လဲ self confidence လူတယောက်ကဘာလို့လှုပ်လို့မိမိကိုယ်ကိုမိမိယုံကြည်နိုင်အောင်အလုပ်ပေါ်မှာစူးစမ်းပါစူးစမ်းရင်အဲ့ဒီလှုပ်တော့ကျွမ်း အဲသို့သောအဲ့ဒီမှာလည်းအစွန်တရားရှိပါတယ်ယော့လျင်မိစ္ဆာတာလျင်ဒိဋ္ဌိမိမိကိုယ်ကိုမိမိယုံကြည်ရမယ်လို့ဆိုတဲ့အတွက်ယုံကြည်မှုလွန်ကဲသွားပြန်ရင်လည်းဥပရိယုတ်ပြည့်ပြန်ပြီပြည့်ပြန်သူများနဲ့တွေ့လိုက်တာနဲ့ကိုယ်ကသူ့သူ့မူရာအကြာစီပါစီအပေါ်စီနဲ့ငါလာမစမ်းနဲ့ငါလာလုံမလုံနဲ့ငါကုန်သီးပြီးသား ငါကြောမိသားငါတတ်ပါတယ်လေသံရောဟံပံရောတဖက်သားကြည့်ရတာကိုစိတ်ပြတ်သွားတယ်အဲ့ဒါ over confidence နော်ကိုကိုကိုတာယူကိုဥပရိယပြောင်းပြနေတယ်ယုံနေလဲပြတယ်အပြောနေလဲပြတယ်လေသံရဲ့အနိုင်မြင်နေလဲပြမလိုပါဘူးအဲ့လိုမလိုရပါဘူး သိတယ်တော်တယ်ကျွမ်းတယ်တတ်တယ်အေးမသိလို့မေးလာသူကိုရှင်းပြလိုက်ပါသင်ပေးလိုက်ပါစိတ်ကောင်းစေရနာကောင်းထားပါထားပါဘောက confidence ဖြစ်ပြီးတော့သိတော်တဲ့ငါပဲသိတတ်တဲ့ငါပဲငါလိုလူစဘူးမရှိအဲ့ဒီဟာကိုမြန်ဘယ်တော့မှမပေါ်ထုတ်မိပါစေနဲ့အဲ့လိုပေါ်ထုတ်မိရင်မင်းရှုံးပြီရှုံးပြီ မင်းရဲ့တော်မှုကျွမ်းကျင်မှုတွေကြောင့်မင်းဒုက္ခပြန်ရောက်သွားပြီအဲ့လိုလူတွေအများကြီးပဲ subject မှာဗဒရမှာတော်တယ်တော်ပြီးတော့လူမုံများခံနေရတဲ့လူတွေအများကြီးရှိတယ်တော်ပြီးတော့တော်တဲ့လူများဤရှော်သောအချက်လို့ကျွန်တော်အလိုပြောမယ်ဒီလူတော်တော့တော်ပါရဲ့ဒါမှမဟုတ်တော်လူတော်တွေမှာလည်းရှော်တဲ့အချက်တွေရှိတယ်နောက်တော့ ခဏညံ့ဆိုရင်ဖြင့်ကိုကို subject မှာကိုမာစတာဖြစ်ုံနဲ့နေရာတိုင်းမှာသူကအသိအတတ်ဆရာကြီးလုပ်ချင်နေတယ်။ဒါကြတော့မှားပြီပေါ့။နော်မှားပြီပေါ့။မင်းကသူ့နေရာမှာသူသားတယ်ဗျ။အဲ့ဒါကိုလက်ခံပါ။လက်ခံပါ။နေသမားတယောက်နဲ့သွားစကားပြောလို့ရှိရင်အဲ့လေသမားကသူဘယ်လိုစိုက်ပျိုးတယ်။အခါရာဒီကဘယ်လိုကြည့်ရလဲ။ မြေကိုဘယ်လိုရွေးချယ်ရလဲချိုးတာတွေကျွန်တော်မသိဘူးကျွန်တော်မသိဘူးအဲ့လိုမသိနိုင်တဲ့တကျွန်တော်ကိုကျွန်တော်ငါလည်းဒီဟာလေးတောင်မသိဘူးလို့စိတ်မပြည့်ရဘူးဒါစိတ်ပြည့်မယ်လို့မဟုတ်ဘူးကျွန်တော်အလုံးမုံလို့ကျွန်တော်မသိဘူးမသိတဲ့ခါကျရင်ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်သူ့ကိုမေးလို့ရတာပဲမေးလို့ရအဲ့မေးရတဲ့အတွက်ကျွန်တော်မှပိန်ငယ်လည်းမသွားဘူးဥပရိယုတ်လည်းပြတ်မသွားဘူးကျွန်တော်ဒါလေးရှင်းပြသမှာဗျာ တခါကလေးကျွန်တော်တို့မှာအိမ်မှာတယ်လီဖုန်းကိုနှိမ့်လို့မရ Facebook ကဖွင့်လို့မရဖွင့်ပြီးတော့ပိတ်လို့မရပြဿနာတဲ့ဟိုးအငယ်ကောင်မအမြင်လေလောက်လောက်ဟိုးသေးဟိုးဟိုးအဲ့ဒါလေးမျိုးလိုလိုလေးတက်တက်ဟာသူကမြန်းတာအဲ့လိုမလုံးနဲ့လေဖြည်းဖြည်းပြပါအဲ့လိုမြန်းမြန်းလောက်တော့ပြီးတော့ပြီးတော့ဖိုးကမတက်ဘူးဒါချက်စရာလည်းမရှိဘူးပြောစရာတော့ကောင်းပြီနော် ွတ်တတ်တယ်သူကသင်ပေးသွားအဲ့တော့လူလောကမှာကိုမသိတာကြီးအများကြီးပျော်စရာကြီးပါပဲမသိလို့ကိုပျော်စရာကောင်းတယ်နော်အဲ့တော့မင်းလို့ရတာပဲသင်လို့ရတာပဲအေးကိုတကယ်လောက်ရတာကိုမသိဘူးဆိုရင်တော့အဲ့ဒါမပျော်နဲ့အဲ့ဒါကိုချိုရင်းချက်ပဲအားနေချက်လုပ်ပြီးတော့တည်အောင်လုပ်ပြီးတော့အဲ့တော့နေရာကမှလည်းမာနရီ ကို subject မှာကို master ဖြစ်နေတာနဲ့မာနတွေမထူပါနဲ့အဲ့လိုထူတဲ့လူတွေကျွန်တော်အများကြီးတွေ့ဘူးတယ်ပညာရှင်တွေပဲမာနတွေနဲ့ပြင်မပြင်မကိစ္စလဲသူကသူကဆရာဖြစ်နေတယ်လို့ထင်နေတယ်အဲ့ဒါကမဟုတ်ရင်မဟုတ်ဘူးလို့သိတာပညာအဲ့ဒီ subject မှာငါမသိဘူးလို့သိတာကပညာပဲကိုသိတာကိုလည်းသိပါကိုမသိတာကိုလည်း သိပါသိပြီးတော့သင်ယူဖို့လေဝင်မလေးပါနဲ့ကလေးတော်ကိုယ်တဲ့သာပါတယ်